ဂျက်ရှွာဘန်နဲ့အလက်ဆန်ဒါဘန်ဒိုဂျာရဲ့ထိုးပွေးကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ဒဂဘာလုံးကပြိသက်တွေအထူးသဖြင့်ဂျော်ရှွာဘန်ရဲ့ပြိသက်တွေကမကံမရနိုင်ဖြစ်နေကြပါပြီ။ဘာကြောင့်လဲဆိုတော့အခု flyweight တန်းက fighter တွေအကုန်လုံးကဒါဂျော်ရှွာဘန်နဲ့ Alexander Bandoja တို့ဒုကောင်ပွဲနဲ့ပါသက်ပြီးတော့ဒါကျွန်တော်တို့ဒီဘလူးမြင်းလဲဆိုရင်ဒီထားမျိုးနဲ့ interview လိုက်တဲ့အခါမှာအကုန်လုံးနှီးပါးကဗျာဂျော်ရှွာဘန်ရှုံးမယ်လို့ပြောကြတယ်နော်။ တတော်လေးကိုဒါကိုစောက်တဲ့ပေါက်နေကြတာပါဂျော့ရှွာဘန်နဲ့တပွဲထဲမှာထိုးမဲ့မရက်ဒဗလစ်ဘီလီဟာဆိုရင်လည်းပဲနော်ဂျော့ရှွာဘန်ဟာတကယ်ကိုမှကောင်းတဲ့ဘောက်ဆင်သမားပါရဲ့ဗျာဒါပဲမဲ့ဂျော့ရှွာဘန်လို့ဟိုအောက်ခြေကနေပြီးတော့အစင်းတစ်ကိုကန်ကောင်းလို့နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါအလက်ဆန်ဒါပန်ဒိုဂျာလို့ UFC မှာ16ပွဲမှာ15ပွဲနိုင်ပြီးတော့တကယ်ကိုမှလေဂျန်ကြီးရှုံးပွဲမရှိဘူးဒီလိုမျိုးခြေနေကိုနော် ဟိုဘလို့မှကြော်ဖြတ်နိုင်မှာမဟုတ်ဘူးဆိုရဲနေသားမျိုးနဲ့ပြောသွားတယ်နောက်ထပ် North Flight Waiter ကပဲမိုဟာမတ်မိုခက်ကလည်း Joshua Van Go ပန်တိုဂျာကတော့ဘာမှလေ့ကျင့်စရာမလိုဘူးဝိတ်ခက်လာလှုပ်ပြီးထွေးနေတော့အေးစင်းနိုင်တယ်ပေါ့နော်သူ့သဘောကလုံးလှုပ်ခဲ့တာတွေကဒီပွဲအတွက် AC Service ရဲနေသားမျိုးနဲ့ပြောသွားခဲ့တယ် ဆိုတော့ကျွန်တော်တို့ကတော့သူတို့ကိုလည်း update တော့မသိမသိချင်ဘာကြောင့်လဲဆိုတော့ Joshua Man ကဗျာအဆင့်တင်းနဲ့3လေးကိုဖြိုချပြီးတော့3လေးပွဲထိုးပြီးတော့ဒါ Champion ကမ္ဘာစိန်ကိုခွင့်ရတယ်ဆိုရင်တော့ ဒါเนาะသူတို့ကအမြင်ပြောင်းရင်ပြောင်းသွားမှာပေါ့ဒါမေးဂျော့ရှွာဘန်ကအခုလိုမျိုးဟိုးအောက်ခြေကနေပြီးတော့အဆင့်30ကျော်ကနေပြီးတော့အဆင့်30 rate ဘရန်နာရီဘာကိုခုံချပြီးတော့အခုလိုမျိုးဘန်ဒိုဂျာကြီးနဲ့ထိုးတက်တယ်ဆိုတာကသူတို့အတွက်လည်းအင်မတန်မှအောင်းအောင်းစရာဖြစ်ပြီးတော့အင်မတန်မှလက်မခံနိုင်စရာအခြေအနေဖြစ်နေတာပါเนาะမနက်ကမှဆိုရင်ဂျော့ရှွာဘန်တကယ်ကိုမှပါရမီပါတယ် နော်ဆိုတော့ပန်တိုဂျာကြီးဟာတကယ်ကိုမှခပတ်ကို၅ချိန်တိုင်းတိုင်းကာကွယ်ထားပြီးတော့အေးအေးဆေးဆေးပဲဗျာတကယ်ကိုမှ ground 5ဘိုင်းကိုကျွမ်းကျင်တယ်ပြီးတော့အခုလိုမျိုးဒါ fly winter fighter တွေအကုန်လုံးကနော်ကျွန်တော် bruno silva တို့အပောင်းပေါ့ဗျာဒီပွဲမှာဘာဖြစ်လို့ပန်တိုဂျာနိုင်မဲလို့ပြောတာလဲဆိုတော့ joshua ဘိုင်းရဲ့ဒါ ground 5ဘိုင်းကိုသူတို့အနေနဲ့မတွေ့ဘူးလို့ပါတယ်ဗျာ ဂျိုရှွာဘန်က ground fight ဘိုင်းကိုနိုင်မှာမဟုတ်ဘူးလို့သူတို့အသီးလင်းဆိုထားတယ်နော်ဒါဂျိုရှွာဘန်ဟာ UFC မှာ ground fight ဘိုင်းကိုသုံးတာသူတို့အနေနဲ့မတွေ့ဘူးဘူးမတွေ့ရသလောက်ပဲ strength နေသားတွေကသူတို့ကိုဒီလိုမျိုးသုံးသက်ချက်တွေဖြစ်ပေါ်စေတာပေါ့လေဂျိုရှွာဘန်ကတော့ပြောတယ်သူက ground fight ground fight ဘိုင်းကိုလေကျွမ်းကျင်တယ်နော်တကယ်ကိုမှလွတ်တယ်ဆိုရင်အခုလိုမျိုးနော်ဒါနပန်းကိုကျွမ်းကျင်တဲ့ဘန်ဒိုဂျာကိုနပန်းနဲ့ပဲပြန်လဲအဆုံးသတ်ပေးမယ်လို့ဆိုထားပြီးဖြစ်ပါတယ် เนาะဆိုတော့အခုဂျော့ရှွာဘန်ကတော့ဒီပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ဗာပြောလာလဲဆိုရင်နော်ကျွန်တော်တို့ဂျော့ရှွာမဟိုင်အင်မတန်မှာဒီပွဲနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ပြင်ဆင်ထားပြီးဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးဗာပြောလာလဲဆိုရင်ချန်ပီယံပွဲမှာတဲ့3ဂျနဲ့မပြတ်ရင်5ဂျချမ်းမယ်တဲ့ပန်သူကြာကချင်းချောက်တက်တဲ့သူပါတဲ့ဗျာသူနဲ့တွေ့ရတဲ့ပြိုင်ပွဲတွေကကြောက်စိတ်နဲ့ရှင်ပြိုင်နေကြတာဒါကြောင့်နဲ့ပဲပန်သူကြာရဲ့ချက်ွက်ထဲကိုဝင်ကုန်ကြတာတဲ့ သူတို့ကိုယ်တိုင်ကခွင့်ပြုလို့လေတဲ့ကျွန်တော်ကတော့တွေးအေးအေးနဲ့ဒါချင်းချောက်တတ်တဲ့သူကဘန်းသူကြီးရဲ့အကွက်တွေကိုနော်အကွက်တွေကဒါလုံးဝကျွန်တော်အတွက်အလုပ်ဖြစ်မှာမဟုတ်ဘူးတဲ့ဗျာကျွန်တော်ရဲ့ ground ပိုင်းကလည်းအတော်တင်းရှိပြီးသားပါတဲ့ကျမ်းမြင်ပေါ်ဖက်လုံးရတာမကြိုက်တော့မသုံးတာပါတဲ့ကျွန်တော်အထင်လာလာရင်တော့သုံးသွားမယ်ဆိုပြီးတော့ Joshua ဘန်းကဒဲပဲပြောသွားကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပရိသတ်ကြီးတို့ရေဘသူကပါပဲပြောပြော Joshua ဘန်းရှုံးမယ်ပဲပြောပြောဗျာ အနိုင်ရှုံးရလကပွဲပြီးမှသာလင်ပြောလို့ရတာပဲဖြစ်ပါတယ်ဒီပွဲကိုကြည့်ရဖို့တော့မစောင့်နိုင်တော့ပါဘူးဗျာဂျိုရှုအမအနိုင်ယူမယ်လို့အသိအကျကိုယုံကြည်ပါတယ်